အလပါဆိုတာဘာလဲအလပါဆိုရစကလုံးလေးဟာလူသားတွေအတွက်ခေတ်ဆက်ဆက် နေရာအနှံ့ပြားမှာရေးကြီးခဲ့တဲ့အတိတ်ဘယ်တွေနဲ့ပြည့်နေနေပါတယ်ကျွန်တော်တို့ဟာမနှက်ခင်းမှာနေထွက်တာကိုမြင်ပြီးလရတယ်လို့ခံစားမိတယ်ပန်းပွင့်တပွင့်ရဲ့အယောင်သွေးကိုကြည့်ပြီးตาရမိတယ်ချစ်ရတဲ့သူတယောက်ရဲ့အပြုံးကိုမြင်ပြီးပျော်ရွှင်ကြည်နူးမိတယ်ဒီနေရာမှာပေါ်ပေါက်လာတဲ့ခံစားချက်အားလုံးဟာအလတရားနဲ့ဆက်ဆက်နေပါတယ် အလပဆိုတာဘသူကများအတိအကျသတ်မှတ်ပေးနိုင်ပါမလဲတချို့သူတွေအတွက်အလဆိုတာပြီးပြည့်စုံတဲ့ရုပ်တွင်ပြင်တွေလျရတဲ့ကိုခန္ဓာဖက်ရှင်ကြတဲ့ဝတ်စားဆင်ယူမှုဖြစ်နိုင်ပါတယ်မီဒီယာတွေလူမှုကွန်ရက်တွေကဖန်တီးထားတဲ့စံနှုန်းတွေအတိုင်းလိုက်နာဖို့အဲ့ဒီအလကိုပိုင်းဆိုင်ဖို့ကျွန်တော်တို့အားထုတ်ကြိုးပမ်းနေကြရပါတယ်ဟုတ်ပါတယ်ပြင်ပအလဆွဲဆောင်မှုရှိပါတယ်ပါမဆောင်ချိန်ဆုံတွေ့ချိန်မှာလူတယောက်ကိုဆွဲဆောင်နိုင်ပါတယ် ဒါပေမဲ့ပြင်ပအလှဆိုတာရေစီးကမ်းပြူတလို့ပါပဲအချိန်တန်ရင်ပြောင်းလဲပြက်စီသွားတတ်တဲ့သဘာဝရှိပါတယ်အလှဆုံးပန်းပွင့်လေးရလဲတနေ့တော့ညိုနန်းသွားမှာပါဒီတော့အချိန်ရဲ့စမ်းသပ်မှု ခံနိုင်ရရှိတဲ့အလှတရားဆိုတာရောရှိနေပါမလားကျွန်တော်တို့အလှတရားရဲ့အသွင်းစိတ်ပိုင်းကိုနက်နက်နဲနဲချင်းကပ်ကြည့်ကြရအောင်ပါစိတ်ထားလှတယ်နှလုံးသားလှတယ်ဆိုတဲ့စကားလုံးတွေကဘာလို့ဆိုလိုတာလဲ စိတ်တက်ရဲ့အလတရားဆိုတာလူတယောက်ရဲ့အတွင်းတံတန်သူ့ရဲ့အတွေးခေါ်ခံယူချက်နဲ့လောက်ရက်တွေကနေထင်အပ်ပေါ်နေလာတာပါအဲ့ဒီအလကတော့ဂျင်နာတက်တဲ့နှလုံးသားသူတစ်ပါးပေါ်ကိုချင်းစာတရားယူသားတဲ့တမာတိနဲ့တီးခံချင်းဆိုတဲ့ယာတနာတွေနဲ့တိဆောက်ထားတာပါဒီလိုအတွင်းစိတ်အလတရားအသက်အရွယ်ရလာတဲ့အမြပူပြီးတပလာပါတယ်အတွေ့အကြုံတွေသင်ခန်းစာတွေကနေရင့်ကျက်လာတဲ့ဉာဏ်ပညာ ဒုက္ခအခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့နောက်ဖြစ်တည်လာတဲ့စိတ်ဓာတ်ခွန်အားဒါရီယာဘလို့အလကုံပစ္စည်းနဲ့မှဖန်တီးလို့မရနိုင်တဲ့စစ်မှန်တဲ့အလတရားတွေပါပဲစကားပြောဆိုတဲ့အခါနူးညံ့တိမ်မွေးမှုအပြုမှုတိုင်းမှာဂျူနာထားမှုဒါရီယာကိုခန္ဓာတစ်ခုလုံးသာရလင်းအောင်ပေးစွမ်းနေတာပါအလပဆူရာလူသားတွေကြားမှာပဲရှိတာမဟုတ်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင် လောကကြီးတစ်ခုလုံးမှာပြန့်ကျဲနေပါတယ် မနေ့ကမြူမုံလေးတွေကနေစလို့ကျဲပြောလာတဲ့ပင်လယ်ပြင်ကြီးအထိတိတ်ဆိတ်ညို့မိုင်းနေတဲ့တောင်တန်းတွေရဲ့အလှတရားနေရာတိုင်းမှာစိုးမိုးနေပါတယ်။တဘာဝရဲ့အလှကကျွန်တော်တို့ကိုငြိမ်ချမ်းစေတယ်။စိတ်ကိုကြည်လင်စေတယ်။ပြီးတော့ရိုးရှင်းမှုထဲမှာကြီးကျယ်ခမ်းနားမှုကိုမြင်သက်အောင်သင်ကြားပေးပါတယ်။တိမ်တွေရဲ့ပုံစံရာတီဥထုရဲ့အပြောင်းလဲဒါတွေအားလုံးဟာသူ့နီသူ့ဟန်နဲ့လာပနေတာပါပဲ။ အနုပညာနယ်ပယ်မှာဆိုရင်လေတန်စင်တပုတ်ရဲ့ဖွဲ့စည်းပုံပကြီကားတစ်ချက်ရဲ့အယောင်သွေးပေါင်းဆက်မှု စာပေတပုတ်ရဲ့စကလုံးတင်စားပုံဒါတွေအားလုံးဟာလူသားတွေရဲ့အသွင်းစိတ် ခံစားချက်ကိုအပြင်ဘက်ကိုထုတ်ဖော်ပြသနေတဲ့အလတရားတွေပါပဲဒီအလတွေကကျွန်တော်တို့ကိုစိန်ခေါ်တယ်စဉ်းစားစေတယ်ခံစားမှုအစ်စ်တွေပေးတယ်ကျွန်တော်တို့ရဲ့ဘဝအတွေ့အကြုံတွေကိုပုံမကျွဲဝပြည့်စုံစေပါတယ် ဒီတော့အလပါဆိုတာဘာလဲဆိုရဲမူလမေးခွန်းစီကို ပြန်ရောက်လာတဲ့အခါမှာတော့အဖြေဟာတခုတည်းမဟုတ်ဘူးဆိုတာကျွန်တော်တို့နားလည်လာပါတယ်။အလပါဆိုတာပြင်ပအသွင်ပြင်နဲ့အသွင်းဆက်အည်သွေးတို့ပေါင်းစပ်ထားတဲ့တာဟဇာတာဖြစ်မှုပဲဖြစ်ပါတယ်။ကိုကိုကိုယုံကြည်မှုရှိခြင်း၊ကိုရဲ့အားနည်းချက်တွေကိုလက်ခံပြီးချစ်ခင်နိုင်ခြင်း၊ကိုရဲ့ထူးခြားတဲ့ဇယိုက်လက္ခဏာတွေကိုတန်ဖိုးထားနိုင်ခြင်းဒါရီယာအလတရားကိုအတိတ်ပဲဖွင့်ဆိုတဲ့အခြေခံအုတ်မြစ်တွေပါပဲ။ စစ်မှန်တဲ့အလတရားဆိုတာကိုခန္ဓာအချိုးအစားဒါမှမဟုတ်မျက်နှာတွင်ပြင်ပေါ်မှာမတည်မီပါဘူးအဲ့ဒီအလကျွန်တော်လောကကြီးကိုဘယ်လိုရွှေ့မြင်လဲဘဝကိုဘယ်လိုနေထိုင်လဲသူတစ်ပါးပေါ်ဘယ်လိုဆက်ဆံပြုမှုလဲဆိုတဲ့အချက်တွေပေါ်မှာမူတည်ပါတယ်ကျွန်တော်ရဲ့လောရဲ့တိုင်းမှာကျင်နာမှုနဲ့တစ္ဆာတရားကိုထင်ရှားစေနိုင်ရင်အဲ့ဒါကျွန်တော်ပိုင်ဆိုင်နိုင်တဲ့အလဆုံးသောအရာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့အလတရားဆိုတာရှားပွေတွေ့ရှိရမယ့်အရာတစ်ခုတည်း နေ့စဉ်ဘဝမှာဖန်တီးနေရမယ့်အမှုပညာတရားဖြစ်တယ်ဆိုတာပါပဲအလပေါင်းရှားဝေဖို့မန်တစ်ချက်သေးဦးပဲကြည်နေမဲ့အစားကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည်လိုက်ပါကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုပြန်ဆန်းစစ်ကြည့်လိုက်ပါကိုယ့်ရဲ့နှလုံးသားကိုနားထောင်လိုက်ပါအဲ့ဒီအခါမှာသင်အလတရားကိုမျက်စိနဲ့မြင်ရုံမကပဲနှလုံးသားနဲ့ပါခံစားသိရှိနိုင်ပါလိမ့်မယ်အလတရားတင်းရဲ့အသွင်းပိုင်းထဲမှာရောတင်းပန်းဝင်ချင်မှာပါသာရတိရှိနေတယ်ဆိုအောင်ယုံကြည်စီချင်ပါတယ် ဒီနေ့အကြောင်းအရာလေးကနေအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။